လုံးမင်္ဂလာပါခင်ဗျာ BND Communal Training Center မှာကျေးဇူးပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ရှင်းပြပေးမယ့်ဗီဒီယိုဖိုင်သင်ခန်းစာကတော့ Debit Credit အကြောင်းပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့တွေကအကောက်ကိုတစ်ခုတိစားရမှာဆိုရင် Debit Credit ကိုတဟုတ်တို့ရောထပ်ဖို့တူပြတာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင် Debit Credit ဆိုရသဘောတဘောကိုကျွန်တော် Asia ပါနေနဲ့ကျွန်တော်ရှင်းပြပေးမှာခင်ဗျာအခုရှင်းပြပေးတဲ့ဟာပထမဆုံးအနေနဲ့ Debit Credit ဆိုတာနားမလည်သေးဘူးဆိုရှင်နောက်ဖြည်းဖြည်းလေးနဲ့လေ့လာရင်လည်းနားလည်သွားမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်စလိုက်ရအောင်နော် ကျွန်တော်က cash account ဆိုတာတကူတည်ဆောက်လိုက်တယ် cash account ဆိုတာ cash account ဆိုတာ debit debit site ပေါ့နော် debit site ထဲကိုထည့်တဲ့ဆိုဆို increase တိုးလာတယ်နော် debit site ထဲငွေတိုးလာတယ်ဆိုရှင် debit cash debit ဆိုတာ increase ငွေတွေတိုးလာတာဖြစ်ပါတယ် decrease ဆိုတာပါ credit ငွေတွေလျော့သွားတာဖြစ်ပါတယ်ကိုယ့်ရဲ့လက်လက်မှတ်ထဲမှာရှိငွေတွေတိုးတာဆိုရှင် debit site ထဲမှာတကယ်လို့ကိုယ့်မှာရှိတဲ့ ငွေတွေတစ်ခုခုသုံးလိုက်တော့ရော့သွားတယ်ဆိုရှင် credit site ကိုထပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရှင်ကျွန်တော်တို့က cash card ဆိုတဲ့ site ကိုကျွန်တော်အကောင့်တစ်ခုကိုတည်ဆက်လိုက်ပြီအဲ့ဒီ account အကောင့်တစ်ခုမှာ debit ရ credit ရဆိုရတဲ့ချမ်းရှိရ cash account ငွေချေနဲ့ဆက်တဲ့အကောင့်ဆိုတော့ငွေလငယ်ရှိတဲ့အကောင့်ဆိုတော့လက်ပဲရှိအကောင့် answer မှာထပ်ထားတဲ့အကောင့်ကိုကိုယ်လက်ထဲမှာရှိတဲ့အကောင့်ကို cash account လို့ခေါ်တယ်ဒါဆိုရှင်ကိုယ်လက်ထဲမှာရှိတဲ့ငွေတွေရှိလာတယ်ဆိုရှင် debit ငွေတွေထွက်သွားတယ်ကိုယ့်အကောင့်ထဲကိုယ့်လက်ထက်မှာရှိတဲ့ငွေတွေထွက်သွားတယ်ဆိုရှင် credit ဒါဆိုရှင်ဘယ်နဲ့ဘယ်ရဲ့ညရဲ့ signature ကိုပြပြရမှာဖြစ်ပါလေဘယ်ဘက်ချမှာကတော့ debit side ဖြစ်ပြီးတော့ဘယ်ဘက်ညဘက်ချမှာတော့ credit ကျွန်အများအားဖြင့်ဘယ်ဘက်ချမှာတော့ debit ထည့်တယ်ညဘက်ချမှာတော့ credit side ကိုထည့်တာဖြစ်ပါတယ်ခင်ဗျဒါဆိုရှင်ကဲအကောင့်မှာ opening ဆိုတဲ့ဟာပထမဆုံးကိုကစင်းဖွင့်တယ် opening ဆိုတာဘာပြောလဲဆိုရှင်အရင် ကကျွန်တော်အရင်လာမှာရှိပြီးတဲ့ level လက်ထဲမှာအကြံတဲ့ငွေကို ဆဆချင်းစင်းနတ်တလာတဲ့အစာဖွဲ့တဲ့လာလာရဲ့အစာပေါ့အဲ့ဒီကျွန်တော်ကအခုအော်ဂယ်လာတဲ့ဖွဲ့တာပေါ့နော်အဲ့ဒီအော်ဂယ်လာတရင်နေမှာရှိတဲ့စင်းဆောက်ဖွဲ့တဲ့လက်ကြံငွေကို opening လို့ခေါ်တယ် opening ဘေးလမ်းမှာကိုယ့်လက်ထက်မှာတင်းနေသုံးစိုးရှိတယ်နောက်ထပ်ကိုယ့်ရဲ့တနေ့ဒီကြောင့်ငွေဝင်လာတဲ့သုံးရက်နေမှာတင်းတင်းနေတဲ့ဒါဆိုရင်တနေ့ဒီကြောင့်ကိုယ့်မှာရှိတဲ့လက်ပဲတစ်ခုခုဝယ်လိုက်တော့တစ်ခုခုသုံးလိုက်တဲ့အတွက်ပစ္စည်းတွေငွေတွေထွက်သွားတယ်ပစ္စည်းဝယ်လို့ထွက်သွားတယ်သုံးစိတစ်ခုခုတည်းထွက်သွားတယ်အဲ့ဒါဆိုရင် credit ဆိုင်နဲ့အနှုတ်လိုက်တယ် နှိုးဆိုတာငွေရောသွားတယ်ဆိုရှင် decrease decrease ဆိုကိုယ့်ရဲ့ပိုက်ဆံတွေရောသွားတာရောသွားတယ်စတေး organ မှာရောသွားတယ်ချက်ချက်ခုနဲ့နော်ပြီးတော့ဆိုရှင်စတေးနဲ့ organ မှာလားထပ်ပြီးတော့ငွေတွေထွက်လာတယ်သုံးလေးသုံးဒါဆိုရှင်ဒီစင်းရင်ကိုကျွန်တော်ရှင်းလိုက်မယ်တဲနေနဲ့သုံးရင်းနဲ့စုစုပေါင်းကတဲတဲတဲနေ sorry တဲနေ3900ရတယ်စုစုပေါင်းတူတက်အောင်ဒါဆိုရှင်တဲနေသုံးရအောင်ဒါလေးတွေကျွန်တော်တို့တော့ပေါင်းလိုက်မယ်ဒါနဲ့ခုပေါင်းလိုက်ချင်းပေါင်းလိုက်တယ်ဆိုရှင်ဘယ်လောက်ရောက်ပါဆိုတဲသုံးညာတဲနေရရသေးတယ် ဒါဆိုရင်ကျွန်တော်တို့ကဘယ်လောက်ထပ်ပေါင်းမရအောင်မလဲတင်းနှင်းသုံးငါးပြောင်းဒါတာနှင်းနှင်းသုံးကိုထပ်ပေါင်းပေးရမှာဖြစ်ပါတယ်နေရနဲ့နေဆက်သုံးကိုထပ်ပေါင်းလိုက်မှာဒါဆိုရင်ဒါလေးသုံးခုကိုလိုစုစုပေါင်းမိမိထပ်ထပ်ကြတာမို့လဲအကုန်လုံးပေါင်းလိုက်မှာဆိုရင်ဘယ်လောက်ရပါလဲဒီဒီနေမှာတင်းနှင်းသုံးငါးရပါတယ်နော်ဒီမှာတင်းနှင်းသုံးငါးဒါဆိုရင်ဒက်ဘက်ခိုက်ဆိုင်မှာရှိတဲ့တင်းနှင်းသုံးငါးရခိုက်တဲ့ဆိုင်မှာရှိတဲ့တင်းနှင်းသုံးငါးရညီသွားပြီဒါဆိုရင်ဘယ်လောက်ထပ်ထပ်လိုက်ရတာလဲတင်းနှင်းသုံးငါးညီသွားနှင်းနှင်းသုံး ဒါဆိုကိုစင်ပလန်ဘာမှာရှိတာလဲဆိုရှင် credit ဆိုင်မှာရှိတာဒါဆိုအခုကိုစင်ပလန်32နဲ့ ogla လောက်ကိုလာမှာကိုစင်ပလန်နေလဲနင်းနေသို့စီအဲ့ဒီလောက်ကိုလာနောက်တစ်လ ogla တက်ပြန်ပြီး opening ဖြစ်တယ်ဆိုရှင် debit ဆိုင်မှာပြန်ဖွဲတာနင်းနေသို့ဒါဆိုကိုရဲ့ level ရှိရင်ငွေအများတန်းကိုလက်မှာရှိတဲ့ငွေဝင်ငွေလေးတိုးလာတဲ့ဟာကို debit ဆိုင်နေနဲ့ထည့်တယ်ဒါဆို opening debit ဆိုရှင်တော့နောက်တစ်လတဲ့ opening လဲဘာဘာနဲ့ပြန်ဖွဲရမလဲ debit ဆိုင် ဒါပေမဲ့ကိုယ့်ရဲ့စင်ပိတ်တယ်မဆိုရှင်တော့ဘယ်ဆိုင်မှာပေါ်တာလဲခက်တဲ့ဆိုင်မှာပေါ်နော်စင်ပိတ်လတ်တလာရဲ့လအဆိုးမှာစင်ပိတ်ရင်ကိုယ်စင်ပလန်ဘယ်မှာပေါ်လဲဆိုရှင်ခက်တဲ့ဆိုင်မှာပေါ်တယ် opening ဆိုင်မှာဓာတ်ဓာတ်ပိတ်ဆိုင်ပေါ်တယ်ဆိုရှင်အတ္တိလာရဲ့လအဆိုးမှာပါပေါ်နေခက်တဲ့ဆိုင်နဲ့ပေါ်မယ်လတ်တလာဓာတ်ဟုတ်ထပ်ပိတ်တယ်ဆိုရှင်ဘာနဲ့ပြပေါ်မလဲ opening နဲ့ပေါ်မယ်ဒါဆိုဓာတ်ပိတ်ခက်တဲ့ဆိုင်ရဲ့သဘောသဘောထပ်ဖို့ထပ်နေကိုနားလည်မယ်လို့ထင်ပါတယ်ကိုယ့်ရဲ့ဝင်ငွေတိုးလာတယ်ဆိုရှင်ဓာတ်ပိတ်ဆိုင်မှာထပ်မယ် ိုယ့်ရဲ့ဝင်ငွေတွေရောပါတယ်ဒါဆိုတိုးလာတယ်ဆိုဒါ decrease size ဆိုမလို့ဒီငွေ sorry ငွေတွေတိုးလာတဲ့ increase size level ငွေတွေတိုးလာ increase size ဒါဆိုရင် increase size ကိုထပ်မံဒီ debit side မှာငွေတွေရောပါတယ်ဆိုရင်တော့ကိုယ့်ရဲ့တန်ဖိုးတွေရောပါတယ်ဆိုရင်တော့ credit side မှာထပ်မံเนาะဒါဆိုရင်တော့ opening နဲ့ side ကျင်ပေးရပါလားစီရင်ပေးလိုက်ကြ closing နောက်တစ်လတက်ပြန်ဖွင့်တယ်ဆိုရင်ပါလား debit เนาะဒါအဲ့ဒီဒါလေးရောနားလည်ရမှာ opening နဲ့ ကိုယ်စဉ်နားလဲရမယ်ဓဘခတ်တဲ့ကြောင်းလဲနည်းနည်းနားလဲမယ်တို့တယ်ဒါဆိုရှင်ဓဘခတ်တဲ့ဆိုတာဘယ်လိုမျိုးသုံးတယ်ဘယ်လိုမျိုးနေရာမှာသုံးတယ်ဆိုရှင်အိဇာဘင်ရဲ့ကျွန်တော်ခုရှင်ပြပေးတာနားမလဲမလို့ထင်ပါတယ်ခင်ဗျဒါဆိုအခုကျွန်တော်အရှင်းပြပေးမှာဒီ stay operating activity ဆိုတာအကြောင်းရှင်းပြပေးမှာဖြစ်ပါတယ်ပါ operating activity ဆိုဒီကပုံမှာလုံငါမဝင်ဝင်ရှောင်မှုအုပ်သူတို့မဟုတ်လဲ stay man of profit all lot လာတလာရဲ့နေထုတ်လာထုတ်ရဲ့နေထုတ်ဆက်ခြင်းရဖြစ်ပါတယ်လာတလာရဲ့ sorry သတ္တလာရဲ့အဝင်ငွေအစိုးများစင်းကိုတွက်ချက်ချင်းဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကိုရဝင်ငွေတိုးလာတဲ့ increase increase ဆိုရင်သူရပါဆိုင်တဲ့ဆို credit ဆိုင်เนาะငွေလေတိုးလာတဲ့ increase ဆိုရင်ကိုရ income တွေ sorry income တွေတိုးလာတဲ့ဆိုရင်ဝင်ငွေပေါ့ income ငွေဆိုတာဟာ income တွေတိုးလာဆိုရင် account credit ဆိုင်တိုးလာနေ credit ရောပါဆိုရင် debit เนาะ expense တိုးစေးတွေများလာတဲ့ဆိုရင်တော့ဘာနဲ့ထက်မလဲ debit เนาะ expense တွေများလာတဲ့ဆိုရင် debit ဒါဆိုရင် expand မှာတိုးလာတယ် expand debit တိုးလာတယ်ဆိုရင်ပါလာပေါင်းပေးရမှာเนาะဒါဆိုတိုးလာရင်တော့ debit ဆက်မှာတယ်ရောသွားရင်လည်းဆိုရင် credit ဆက်မှာထပ်ပေးရမှာ income ငွေတိုးလာတယ်ဆိုရင် credit ဆက်မှာထပ်မှာတိုးလာတယ်ဆိုရင် credit ရောသွားဆိုရင်တော့ debit expand တိုးစေးရင်ရောသွားပြီဆိုရင်တော့ debit ထပ်မှာထပ်မှာရောသွားဆိုရင် credit ဆက်မှာထပ်မှာဒါဆိုရင် statement operating activity ဆိုတာဟာပါကိုယ့်ရဲ့ပုံမှန်လုပ်ငန်းအဓိကလုပ်ငန်းမှာရရှိတဲ့ဝင်ဝင်ခေါ်တာတနည်းပြောရမယ်ဆိုရင် trading လုပ်ငန်း အဲကျွန်တော်အလုပ်တဲ့ဆိုရှင် state အမြအစိုးများကိုကျတဲ့ statement of profit or loss လို့လည်းပြောလို့ရတယ်။ non operating activity လို့ပြောလို့အဓိကပုဂ္ဂိုလ်ရပုံမှန်လုပ်ငန်းမှာရရှိတဲ့ဝင်ငွေ။ဒါဆိုရှင်တိုးတဲ့ income ဆိုတော့ပြောတာဆိုရှင်လက်အင်ကန်ရအာသာအင်ကန်ရပေါင်းခြင်းကိုတိုးတဲ့ income လို့ခေါ်တယ်။ expense ဆိုရှင် expense အာသာ expense ပြောင်းခြင်းကိုတိုးတဲ့ expense လို့ခေါ်တယ်။ profit or loss လို့ခြင်းလဲဆိုရှင်တိုးတဲ့ income ထဲမှာတိုးတဲ့ expense ကိုနှိုးလဲမယ်ဆိုရှင်ပါလေ profit or loss ရတယ်။ prophet ဆိုအပ္ပလက္ခဏာဖတ်ရင်တော့ prophet ပေါ့နှုတ်လက္ခဏာဖတ်ရင်တုတ်တဲ့အင်္ဂါနဲ့မှတုတ်တဲ့ expand နှုတ်လိုက်တယ်ဒါပေမဲ့အပ္ပလက္ခဏာဖတ်ရင်တော့ prophet နှုတ်လက္ခဏာဖတ်ရင်တော့ expand loose uh, sorry နှုတ်လက္ခဏာဖတ်ရင်တော့ loss ဖြစ်ပါအောင်နော်ဆုံးသွားပြီကိုရက်အတလတာတဲ့အရှုံးသွားပြီဒါဆို god prophet လို့ဆိုရင် revenue net data မှာ core ကိုစီနှုတ်တယ်မဟာကိုအဲ့တော့နှုတ်လိုက်မှဆိုရှင် gross profit ရတယ်နော်ဒါဆိုရင် statement of profit အလောမှာဘာပဲရှိတယ်ဆိုရင် income ရယ် expense ရယ်နှစ်မျိုးပဲရှိတယ်ဒါဆိုရင်ကိုက incarnate expand statement of profit all along ပါပဲပါပဲဆိုရှင် incarnate expand ဟိုရဲ့နည်းမျိုးပဲရှိရနော်ဒါဆိုရှင် incan ဆိုတာကဘာပြောပါ third day ဆိုင်ကိုပြောတယ် expand ဆိုတာ third day ဆိုင်ကိုပြောတယ်ဒါဆိုရှင်ဒါကိုကိုကဒါဆိုရှင် star ကျွန်တော် statement of profit တော့ကျွန်တော်ဆက်ပြီးအရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရှင်ဥပမာပေါ့ကျွန်တော်တို့တွေက sale တဲ့ကုန်ရောင်းတဲ့ sale ကုန်ရောင်းတဲ့ဆိုတာကောင်းတယ်ကောင်းခြင်းတပေါ့ပါလား revenue revenue ဆိုတာကပါလားဆက်လား အင်ကန်အင်ကန်ဆိုင်ဒါဆို discount around ဆိုတာကိုယ်လေကိုက shop ပေးလိုက်တယ်သူ့ကို shop ရောရောင်းလိုက်တယ်ဆိုရင်ကိုယ့်ရဲ့အများတိုင်းနဲ့ shop လိုက်တာမကောင်းဘူးဒါဆို expand ဖြစ်သွားတယ်ဒါဆိုရင်ရောင်းထမ်းမှာကျွန်တော်တို့က shop ချင်ရရနော် discount around expand နေနဲ့ကျွန်တော်တို့က shop ချင်လိုက်ရဒီတက်မှာလာ shop ချင်လာ revenue တက်မှာလာလို့ချင်လိုက်ရတယ် discount around ဒါမှမဟုတ်အဲ့ဒီမျိုးမျိုးပဲနဲ့ကျွန်တော်တို့ expand ဆိုတဲ့ဒီ other is ဒီဒီတက်မှာလာလို့ချင်လိုက်ရ discount around ကိုဒီတက်မှာလာလို့ချင်လိုက်ရတယ် say and the say and the barman ဆိုရဟာ distribution ဆိုတာအဲ့ဒီတည်းမှာဒါဒီတည်းမှာလာ expand တည်းမှာလာလို့ရှင်းနေရတယ်ဒီ expand တည်းမှာလာလို့ရှင်းတော့ကိုယ့်ရဲ့ young go revenue တည်းမှာလာလို့ရှင်းနေရတယ်ဒါရက် expand ဆိုတာကိုကျွန်တော်တို့လေအာ sorry discount around ပြီးတော့ဆို save တန်းဆိုတာဟာကျွန်တော်တို့ကသူကကိုပြည့်စီမကြိုက်လို့ကိုစီကိုပြန်ပြီးတော့လောက်ပြင်တယ်ဒါဆိုရှင်ဘာဖြစ်သွားဆိုရှင်ကုန်ပြန်လဲဝင်ရောက်လာရှင်ကိုရောင်းလိုက်တဲ့ကိုကိုစီပြန်ဝင်လာလဲဆိုရှင်မကောက်တဲ့ဘာဖြစ်သွားလဲ expand ဒီဘက်မှာ လွန်ပြီးတော့အဲ့မှာပြန်ပြီးတော့ပြန်လို့ရှင်းလဲရတယ်နော်စေဘန်တန်းနေလိုက်ဒီတက်မှာလောင်းလို့ပေးရမှာဖြစ်ပါတယ်စေဘန်တန်းကိုကောက်ဘယ်တက်မှာလောင်းလို့ပေးရမှာဆိုလို့ရှင် revenue တက်မှာလာပေးလောင်းလို့ပေးရမှာနော်ဒါဆိုရှင်ဒီအကြောင်းကျွန်တော်ရှင်းပြပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကစေးဆိုတာကျွန်တော် revenue နဲ့တူတူပဲနော်ကိုယ်2000ဘူးရောင်းလိုက်တယ်2000ဘူးရောင်းမှာ discount around ဆိုတာတရားပေါ့အဲ့ဒီ discount around ဆိုတာနှမျိုးရှိတယ်ထရစ်ဒစကောင့်ဆိုတာကိုယ်ဖို့ပေါ်မှာကိုယ်ပစ္စည်းပေါ်မှာ short term ဖို့ ိုကိုကိုကငါးခုဝယ်ရင် तू ကတစ်ခုကိုကိုအပူပေးလိုက်တာကိုတစ်ခုအပူပေးလိုက်တာတစ်ခုလက်ဆောင်ပေးတာ guess ကအဲ့တော့ဆိုရင်ဘယ်နှခုရလဲကိုကတစ်ခုကို sorry ကိုကကိုပစ္စည်းငါးခုဝယ်ရင်ကိုကတစ်ခုကို shop ပေးလိုက်တာနော်ကိုကိုက तू ကကိုကိုပစ္စည်းငါးခုဝယ်ရင်ကိုကတစ်ခုကို तू shop ပေးလိုက်တာအဲ့တော့ discount around လို့ခေါ်တယ်ကိုကကိုပစ္စည်းတစ်ခုရောက်သွားအဲ့တော့ trade discount လို့ခေါ်တယ်အဲ့ဒီမျိုးမှာကိုရဲ့သူ့ရဲ့ဝယ်တဲ့အမောက်ပေါ်မှာမူပြီးတော့ ရှော့ပေးတဲ့ဟာ trade discount မျိုးရှိအဲ့ဒါပါဆန်ကိုကတက်ရောက်ဖို့ဝယ်မယ်ဆိုရင်တန်းပါဆန်ရှော့ပေးတယ်ဒါဆိုတက်ဆက်ဖို့ရှော့ပေးလိုက်တယ်အဲ့ဒါ discount အလုံးလို့ခေါ်တယ်နော်ဒါဆိုရှင် तू ကကိုယ့်စီမှာကိုက2000ဘိုးလောက်ပဲလိုက်တယ်ကိုကဘယ်နဲ့ဘယ်လောက်ဖို့ရှော့ပေးလိုက်တာလဲ100ဘိုးရှော့ပေးလိုက်တယ်ဒါဆိုရှင်ကိုကဘယ်လောက်ရောင်းလိုက်တာလဲသူ့ကို1900နဲ့ရောင်းလိုက်တယ် discount အလုံးဘယ်လောက်ရှော့လိုက်တယ်တက်ရောက်ဒါဆိုရှင်တော့ ကိုယ့်ရဲ့အင်္ဂါဘယ်လိုရှိသွားလဲထောင်ကိုယ့်ရဲ့အိစံဘယ်လိုပါပါလဲတရားပါပါရနော်အဲဒီလိုနေနဲ့နော်တော်တော်ရဒါဒီလိုမျိုးအခုရှင်းပြပေးတဲ့ဟာဒီ set desk around ဆိုတာနားလည်မယ်လို့ထင်တယ်နော်ဒါဆိုရင်နောက်တစ်ခုကတော့ပါတယ်ဆိုရင် opening stock နော် opening stock ဆိုတဲ့ဟာ ကော့ကော့ဆေးဆိုရာ opening store ရှိတာကျွန်တော်တို့ကအရင်လာကျွန်တော်ကိုရောင်းတဲ့တည်းကိုရောင်းပြီးတော့လက်ကြံတဲ့ဟာအဲ့ဒီလက်ကြံဒီလာတက်ပြန်ပြီးတော့ဖွက်တယ်ဒီဒီလာတက်ပြန်ပြီးတော့ဖွက်တာပေါ့နော်အော် okay လာတက်အခုဆွဲနေတယ်ဇူလိုင်လတော့ကျွန်တော်တို့ကအစင်ဇူလိုင်လောက်ကမှအစင်ဟိုပြေးလိုက်တယ် okay လာတရက်နဲ့မှပြန်ဖွက်လိုက်တာအဲ့ဒါ opening store လို့ခေါ်တယ်နော်အဲ့ဒီကိုလက်ကြံတာဟိုဖွက်လိုက်တယ်အဲ့ဒီ opening store အဲ့ဒီ opening store ရဲ့နောက်ထပ်ကုန်ဝင်လေးဝယ်လိုက်တဲ့ purchase ဆိုရကုန်ဝင်လိုက်တဲ့ကုန်ဝင်လိုက်တဲ့အပြင် direct expand ဒီကိုဝယ်နဲ့ပတ်သက်ပြီးတော့တရရကိုကြော်တင်ငွေလေးရှိတယ်အဲ့ဒါလေးကိုလုံးဘာလို့ပြင်မလဲဆိုရှင်ပေါ့တယ်ပြင်ကိုလက်ကြံ closing ကျွန်တော်ရောင်းလို့မကုန်တယ်နောက်ဆို closing စင်းပေးပြီးတော့လက်ကြံလက်ထပ်မှာရှိကြတယ်ကုန်လက်ကြံအဲ့တော့ closing store အဲ့ဒါကိုနှုတ်ပင်လိုက်မယ်ဆိုရှင်ပါရတယ်ကော်ဘူးဆိုဆိုရတယ်နော်အဲ့ဒီမှာကျွန်တော်တို့က purchase ဆိုတဲ့အားရှိတယ်။အဲ့ဒီ purchase ဆိုတာဘာပြောလဲဆိုရှင် discount ရစီလက်ဒစ်ကောင်ကိုဝင်ကျွန်တော်တို့ရပါရရှိရတယ်ဆိုရှင်အင်းကုန်လေကိုကျွန်တော်ဒစ်ကောင်ရတယ်ကျွန်တော်က purchase ဆိုတာအကုန်ပြည့်စည်တထားဖို့ပဲလေအဲ့ဒီမှာ discovery နေနဲ့နှစ်ရဖို့ရရှိတယ်အဲ့ဒီနဲ့ရ credit discount နေနဲ့ရရှိတာလည်းဖြစ်နေတယ်ကုန်ဝယ်တဲ့အမောက်ပေါ်မှာမူတည်ရပါဆက်နဲ့ပေးတာလည်းဖြစ်နေတယ် credit discount ဆိုရှင်ကျွန်တော်တို့ကဆက်ကုမှသူကနှစ်ခုကိုပေးလိုက်တယ်ဒါဆိုနှစ်ခုကပါတယ် discovery နေနဲ့ရရှိတယ်ကိုဖို့ပေါ်မှာရရှိတယ်ကိုရက်တာဖို့ ဒါမှ trade ပေါ်မှာရရှိတာ trade account trade discount မဝင်တဲ့ကျွန်တော်တို့တွေကအာ discount ကို receipt percent နေနဲ့ရရှိတာငွေပေါ်မှာရရှိတာကျွန်တော်တို့က100ပို့ဝင်သူက20%ရတဲ့20%ပေးတယ်ဆိုရှင်ကျွန်တော်က20ရရှိမှာဖြစ်ပါတယ် discount receipt အဲ့ဒီ discount receipt ကိုကျွန်တော်တို့တွေကဘာနဲ့နဲ့ရရှိထည့်ရမလဲဆိုရှင်လက် other income နေနဲ့ကျွန်တော်တို့က discovery other income နေနဲ့ထည့်ရမှာကျွန်တော်တို့တွေကကိုယ်ဝယ်တဲ့ detail ကိုလာထည့်လို့မရဘူး ကိုဝယ်တာဘယ်လောက်ဝယ်လဲတထောင်ဘိုးပဲတဲ့ဒါဆိုရှင်ကျွန်တော်တို့ကိုဝယ်တာဘယ်လောက်လဲတထောင်ဘို discovery ရှိပါ200အဲ့ဒီ200ကိုအာသာအင်ကန်ထဲမှာလာထည့်ပေးရမှာဖြစ်ပါတယ်ဒီ discount ပါချီတာမှာ1200လာထည့်လို့မရเนาะဒါဆိုရှင်ပါချီကတထောင် discovery နဲ့ရဒါဆိုရရှင်ကျွန်တော်တို့ပါချီမှာတထောင်ရ discovery နဲ့ discovery တဲ့ထဲထဲဟာအာဘန်အင်ကန်နေနဲ့ထဲမယ်အဲဒါနော်အစားဒီမှာဒါလာဒါဆိုရရှင် ဘတ်ဂျက်စကပါလဲအစ်ပန်တထောင်အင်ကန်က900เนาะဒါဆို1900ပြပါလိမ့်ဒါဆိုရင်ဒါအစ်ပန်ကတထောင်အင်ကန်เนาะအလားအင်ကန်ကဘလ900เนาะဒါဆိုရင်ဒါ opening store opening store ရှိရင်ပြင်မဒါဒီတော့မှရေးမပြင် purchase order ထားဝယ်တာကိုယ်ဝယ်ရှိရင်ထားပေါ့မှ direct expand ဒီကိုယ်ဝယ်နဲ့ပတ်သက်ပြီးတော့တိုက်ရိုက်ကိုကြည့်စစ်ကျွန်တော်ကိုပြည့်စည်တဲ့ယူ ZA လေးတွေပါမယ်လို့ဆိုတော့ကိုပြည့်စည်ရဲ့အဝယ်တဲ့အချိန်မှာတင်ကိုတင်ကိုချလေး ZA လေးပါမယ် ။ဒါအဲ့ဒီမျိုးဈေးဒါလည်းကိုယ်ဝယ်တဲ့ပတ်သက်မှုနဲ့ပတ်သက်ပြီးတရက်ကိုစောင်းဝယ်ဈေးကို dollar expand ခေါ်တာ closing stock ဆိုတာဒီဒီတလားပဲရောင်းပြီးနောက်ဆိုလက်ကျန်တဲ့ကိုပြည့်စည်စင်းရင်ကိုကျွန်တော်တော့နှိုးလိုက်မယ်။အဲ့ဒါနှိုးပြီးနှိုးလိုက်နှိုးလိုက်တယ်။နောက်နှိုးလိုက်တယ်ဆိုရင် call go so ဆိုတာရအောင်နော် call sales ဆိုရင် call profit call profit ဆိုတာဟာဘာပြောတာလဲဆိုရင်လက် revenue တော့မှာ cost ကိုဆိုနေပါရ cost cost profit ရတယ်เนาะပြီးရင်တော့ဒါကို other income အော်ဒါအင်ကန်ဆိုတာဟာဘာပြောလဲဆိုရင်ပြည်သူကျွန်တော်တို့ဟာကိုခရစ်တင်လုပ်ငန်းကျွန်တော်ဓာတ်ရရရှိတာဝင်မှာမဟုတ်နော်အာ operating activity ကိုရောင်းကိုကိုရအဓိကလုပ်ငန်းဝင်ဝင်မှာရရှိတာဝင်မှာမဟုတ်ဒီအဓိကခရစ်တင်လုပ်ငန်းကိုရောင်းကိုဝယ်လုပ်ငန်းချင်းမှာရရှိလာတဲ့ဝင်မှာမဟုတ်ပဲနဲ့တခြားနေ့တနည်းနည်းရရှိလာတော့ဝင်ဝင်ကိုအော်ဒါအင်ကန်လို့ခေါ်တယ်နော်ဒါဆိုအော်ဒါအင်ကန်ပါလေဆို commission ပဲစီးရပါမယ်အာကိုတခြားလူတွေဝန်ဆောင်မှုရရှိလာနိုင်ဝင် interest income ဆိုတာ ငွေတိုးပေါ်မှာတခြားနည်းရရှိတာတဲ့ငွေလေးရှိမှအဝတန်အင်ကန်ဆိုတာကိုယ်ပစ္စည်းမှရမှမရရှိရင် gauge of အစေရဆိုတာကိုယ်ပစ္စည်းကိုရနာကောင်အဆက်ပေါ်ရရှိလာမှကိုခံမှထားတဲ့အများတက်ပို့ရောပုံငွေရရှိလာတဲ့နာကောင်အဆက်ပေါ်မှာမြန်လာတဲ့ငွေလေးရှိမှ foreign agent gate order ဆိုတာကျွန်တော်တို့ကငွေလက်လံမှုမှာကိုယ်ငွေငွေဖြည့်စည်းတက်ပြီးတော့အဒီမြန်လာတဲ့ငွေရှိမှ messenger ရရှိတဲ့အင်ကာတခြားနေနေရရှိလာတဲ့အသာအသာအင်ကာလို့ခေါ်တယ် ဒါ expand ဆိုတာဒီ orbital activity နဲ့ပတ်သက်တဲ့ကိုရက်ကိုဝယ်ချင်းလုံငါမိုက်နဲ့ diet သက်သက်တဲ့ diet သက်သက်တဲ့ expand လေးတွေဖြစ်တယ်နော်ကိုရက်ကိုဝယ်ချင်းလုံနဲ့ diet သက်သက်တဲ့ expand လေးတွေဖြစ်တယ်အဲ့ဒါလေးပါလေဆိုလို့ရှိရင် si expand လေးရှိတယ်အာပြီးပါဆိုလို့ရှိရင်ကျွန်တော်တို့ရဒီဒီ i mean expand လေးကိုကြာစီရှိတယ်ဒီပြည်ပထိုင်မှုဈေးနဲ့ပတ်သက်တာရှိတယ်ကျွန်တော်စိတ် intuition နဲ့ပတ်သက်တဲ့ဈေးရှိတယ် အဲ့ဒီမျိုးမနဲ့6 for other expenses တာ foreign exchange ဆိုကျွန်တော်တို့က9ဒေါ်လာလေးဝယ်တယ်ဝယ်ပြီးတော့ရှုံးသွားတဲ့ဟာအဲ့ဒါ foreign exchange amortization ဆိုကိုပစ္စည်းရဲ့ depreciation လာကိုပစ္စည်းကျွန်တော်တို့ net current asset တွေကျော်လာရင်ကုန်တန်ဖိုးရောကျတယ်အဲ့ဒီရောကျတယ်နှစ်တစ်နှစ်ချင်းရက်တက်ထားတဲ့တန်ဖိုးရောကျောင်းကိုထည့်လိုက်တော့ပြင်မယ်သူကျွန်တော်တို့ငွေချင်းငွေတွေရှိတယ်အဲ့ဒီချင်းငွေတွေပုံမှန်အတိုးလေးပေးရတဲ့ဟာရှိတယ် liquidity debt space ဆိုတာဟာကျွန်တော်တို့တွေကအများတော့ကိုကိုရကို အမြတ်ခွန်လေးတွေပဲကိုရောင်းရတော့ပုံမှန်ဒီအမြတ်တော့ခွန်ဆန်းရတဲ့အရာရှိရ DeFi expand ဆိုတာကကျွန်တော်တို့အကုန်လေးကိုကျွန်တော်တို့လေကငားရန်အစောက်ဦးဂရုငားရန်တိုင်းရောင်းဝယ်ချင်လို့ငားတိုင်းငားနေစချိုးချိုးလိုက်တဲ့ငားနေကိုကျွန်တော်ငားနေတိုင်းရမီးပဲနဲ့တနေ့ချစ်တနေ့ချင်းငားနေပြီးတော့တနေ့ချစ်တနေ့ချင်းထပ်သွားတနေ့ချစ်ထပ်သွားတဲ့ဟာကို DeFi expand လို့ခေါ်တယ် Law of Sale Access ဆိုတာအနောက်ကောင်းလို့ဆိုကိုကခံမှတာတဲ့ရောင်းလိုက်တဲ့ချိန်မှာဈေးနှုန်းထက်လျော့သွားတဲ့အရှုံးချင်းလေးခေါ်တယ်နော်အဲ့ဒါလေးကိုကျွန်တော်တို့လေကအဲ့ဒါကို over expand expand လို့ခေါ်တယ် ဒါဆိုရှင်ဒီကောင်လေးတွေကိုပါပြောလဲမှုဆိုရှင်ဒါ updating activity ရယ်ကိုရောကိုဝယ်ခြင်းလုံးငါမှာရဲ့အဲကိုရောကိုဝယ်ဒါ updating activity လို့ခေါ်တာเนาะဒါလေးတွေက updating ကိုရောကိုဝယ်ခြင်းဒီကောင်လုံးငါမှာရရှိတဲ့ဝင်ငွေเนาะဒါ updating activity ရယ်เนาะဒါလေးတွေက updating activity လို့ခေါ်လို့မရဘူးတခြားနည်းနဲ့ရရှိကြတဲ့အားတွေအာသအင်္ဂါတွေကဒါ expand တွေကကိုရောကိုဝယ်ခြင်းလုံးငါနေရ site တဲ့ဟာ expand တွေဒီပြန်ဒါကိုရောကိုဝယ်နဲ့ပတ်သက်ပြီးတော့ အာရောက်မဲ့ခြေလုံးက stem of propeller နဲ့ဆက်တဲ့ဟာလေအဲ့ဒါ operative activity လို့ခေါ်တယ်နော် operative activity နဲ့ပတ်သက်တဲ့ဟာလေကိုရဲ့ကိုပဲလုံငန်းကြီးအဲအသေးမွားကိုကြားစည်းရေးလေးပေါ့နော်အဓိကလုံငန်းဒါလုံငန်းရဲ့အသေးသေးမွားကိုကြားစည်းရေးလေးတွေဒါ maintenance ဆိုတာလုံငန်းအသေးမွားကိုကြားစည်းရေးလေးခေါ်တယ်ဟာ operative activity ထဲမှာလာတတ်တဲ့ဟာလေကပြီးရင်ဆိုရှင် stem of propeller လာမှာပါလဲ DH span လေးပါလဲဆိုရှင်အဓိကကိုရဲ့ဝင်ငွေရှာပေးနေတဲ့ကိုရဲ့ကိုကိုရောကိုယ်ဝယ်လုံငန်းချင်းမှာ ဒီကလိုအရင်ချင်းကိုကြစည်တွေကိုအမထဲတဲ့ဟာလေးခေါ်တယ်ဒါက expander expander တွေเนาะဒါက expander တွေဒါဆိုလို့ရှိရင်သူ့မှာ statement ပေါ်ပဲအောင်မှာ expand in gain ရဲ့နှမျိုးပဲရှိတယ်လို့ပြောတယ်เนาะ in gain ဆိုလို့ရှိရင် credit side မှာထဲမှာ expand ဆိုလို့ရှိရင် debit side မှာထဲမှာဆိုပြောတာเนาะဒါဆိုရင် in gain ကပါလဲ credit expand က debit debit ဘာဖြစ်လို့ then expand debit ထဲလဲဆိုလို့ရှိရင်လာဒါဆို revenue ဆိုတာကပါခေါ်တာဆိုလို့ရှိရင်ဝင်ဝင် in gain in gain ကို credit ထဲမှာထဲမှာဒီမှာ cost ဒက်စကအားလုံးဆိုတာကိုကျွန်တော်တို့ရှော့ပစ်လိုက်တတ်တာကိုယ့်ရဲ့အမြင်အတမှာရောပါတတ်တာပါနှိုးလိုက်တယ်နှိုးတယ်ရောပါတယ်ဆိုရင်ပါဆိုင်နဲ့ထက်မှာခရက်တဲဆိုင်ကိုဒက်ဘေးဆိုင်နဲ့ပြန်ထည့်လိုက်တယ်ဒီမှာတိုးလာတယ်ဆိုရင်ခရက်တဲဆိုင်မှာထည့်မှာဒီမှာတိုးလာခရက်တဲဆိုင်ထည့်မှာဒီမှာဒက်ဘေးခရက်တဲကိုကျွန်တော်ပြောပြနေနော်ဒက်ဘေးဒီဂရီဒက်ဒီကဒက်ကောက်ဆိုတာတိုးရင် ဒါပဲဆက်မှထဲဒါဆိုငွေလေးတိုးလာတဲ့ဘေးဆက်မှထဲမှာပြောသွားတယ်ဆိုခရက်ဒစ်ဆက်မှထဲမှာဆိုပြောတာเนาะဒီပြောတာခရက်ဒစ်ဆက်ဒီမှာလည်းတူတူပဲဒါဆိုအင်ကန်ဆိုတာခရက် sorry အင်ကန်ဆိုဝင်ငွေခရက်ဒစ်ဆက်ဆိုပြောတာเนาะအင်ကန်ဒါ statement of profit တော့မှာခရက်ဒစ်ရဲ့ debit ဆက်ရနဲ့ကိုရှိတယ်ခရက်ဒစ်ဆိုတာအင်ကန်အင်ကန်အတိုးရတယ်ဆိုရင်ခရက်ဒစ်ဆက်မှာအင်ကန်လေးတိုးလာတယ်ဆိုအင်ကန်ထဲမှာအာအင်ကန်လေးရောသွားတယ်ဒါနှုတ်ပေးရမှာ discount around ဆိုတာအင်ကန်အင်ကန်လေးရောသွားတယ်ဆိုရင် debit ဆက်မှာပြန်နှုတ်တယ် ဒါဆိုအင်ကန်းရောပါတယ်ဆိုရင်ဒက်ဘက်ဆက်မှာနှုတ်ပါတယ်။ဒါဆိုရင် net net revenue net share ပါကြမှာလဲဆိုရင် credit side ဆက်မှာเนาะ credit side ပုံများလဲဆိုတော့เนาะဒါ income ။ဒါဆိုရင် expand expand ကဒက်ဘက်ဒက်ဘက်ဒက်ဘက်เนาะ expand ဒါဆိုရင် gross profit က credit side ပဲပေါ်ရမှာเนาะ။ဘာဖြစ်လဲဆိုရင် revenue ကပုံများလဲမှာเนาะ revenue မှာ cost အစင်းနေမှာရောင်းရတဲ့ဟာနဲ့ ကိုလည်းကြံတဲ့ဘယ်ရပုံများနဲ့ revenue ပုံများမှာเนาะဒါဆိုကိုအကြမ်းကြီးအများဆုပြောထားပြီเนาะ cost profit အကြမ်းကြီးနဲ့အနုက profit 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 income ပေါ့ income များနဲ့ဒါဆို income credit ဒါဆို gross profit ဆိုတာဟာဘာပဲပုံမှာလဲ credit ပုံမှာเนาะ revenue ပဲပုံမှာ credit ပဲပုံမှာ cost goods ပဲဘာပဲပုံမှာလဲဆိုရှင် debit ပဲပုံမှာเนาะသူကကုန်ဝယ်လဲဆိုတော့ expand များလဲဆိုတော့ debit ဆက်ပဲပုံမှာเนาะဒီမှာဒါဆို other income ဆိုတာ income မလို့ credit เนาะဒါ expand မလို့ဒါလေးတွေအခုလိုပဲဘာလဲ debit တဲ့တပည့်နော်ဒါဆိုရင်ဒါဆိုမှကျွန်တော်အခုလိုရှင်းလိုက်တာ prophet တမှာ debit credit တမှာ debit ကိုနှုတ်လိုက်မယ် debit နှုတ်လိုက်မယ်ဆိုရင် prophet ဒါဆိုအပေါင်းများမယ်အပေါင်းများမယ်ဆိုရင်ဒါဆို CR ဖြစ်မှာပေါ့နော် CR ဖြစ်မယ်ဒါ CR မှာပေါ်ရင် prophet prophet ဖြစ်မယ်ဒါ DR နော် expand များတယ်ဆိုရင်တော့ loss ပေါ့ကိုရကိုရောင်းဝယ်ခြင်းလုပ်ငန်းမှာ internet expand ရတယ်ဆိုရင်ဗျာပြရှုံးသွားပြီ minor ပြလိမ့်မယ်နော် minor ပြတယ်ဒါဆိုရင်တော့ minor ပြရင် loss ပေါင်းလက္ခဏာပိုင်း profit ဒါဆိုရင် income များတာပေါ့နော် credit ဒါဆိုရင်အခုပြောမယ် statement of profit အလောမှာပါပဲပါတယ် debit နဲ့ credit ဆိုတာဟာမျိုးမျိုးပဲပါတယ် debit debit ဆိုတာဟာ expand ဖြစ်မယ် credit ဆိုတာဟာ income ဖြစ်မယ်နော်ဒါဆိုရင်အခုပြောတဲ့ video file ကိုနားလည်မယ်လို့ထင်ပါတယ်ခင်ဗျအခုကျွန်တော်ပြောတဲ့ operating activity ဆိုတာပါလဲ ိမပေါ်လာတော့ကနာဘာလဲဆိုရင်နားမည်သူဆိုရှင်အရှိကဗီဒီယိုဖိုင်ကိုပြန်ပြီးတက်ကတက်ကလေးလွှဲစီခြင်းပါခင်ဗျာဒီ YouTube ဗီဒီယိုဖိုင်အမှကျွန်တော် description မှာ link ချပေးထားမှာဖြစ်ပါတယ်ခင်ဗျာနောက်ဗီဒီယိုဖိုင်မှာပြန်လဲဆိုသေးကြပါခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ